အင်္ဂလန်နိုင်ငံမှာနေအိမ်အောက်မှာလှုပ်ဝက်ဆန်းကျထူးဆန်းတဲ့မြောက်ဥမေလှိုင်ကောင်းကိုရများပါရှိတဲ့စနစ်ရစုနေအိမ်ကိုပေါင်တန်းတဲ့အယောင်စိကွက်ဝင်လာတယ်လို့သိရပါတယ်။အင်္ဂလန်နိုင်ငံကန့်ခိုင်မှာရှိတဲ့နေအိမ်တစ်လုံးမှာအပြင်ဘန်းမှကြည့်ရင်သာနာထဲဝမှုလုံးဝမရှိပါဘူး။ဒါပေမဲ့အဲ့ဒီနေအိမ်အောက်ဘက်စီမှာမြောက်ပေ90အနက်ထိထိုးစင်းဖြန့်ကျက်တည်ရှိတဲ့ဥမေလှိုင်ကောင်းကိုရကြီးတစ်ခုရှိနေပါတယ်။ဒီမြောက်ဥမေလှိုင်ကောင်းကိုရစီကိုခြံဝန်းတွင်း န်ဥယျာဉ်မှာရှိတဲ့အံပုံတစ်ခုကနေဝင်ရောက်ရပြီအဲ့ဒီအံပုံကိုဖွဲ့လိုက်ရင်ချင်းမြောင်းလာတဲ့လူတယောက်စာသွားလို့ရတဲ့အုတ်လက်ကလေးတစ်ခုကမြေအောက်ကိုဥတီထားတာတွေ့ရမှာဖြစ်ပါတယ်ဈေးကွက်တင်ဓာတ်ပုံတွေမှာတွေ့ရမှုရအတော့ကိုချင်းမြောင်းတဲ့ဥမီလေးဖြစ်တာကိုတွေ့ရပါတယ်ကြောက်ခင်းလူသွားလန်ကလေးများမှသိငယ်ချင်းမြောင်းရဝန်ချက်ပိတ်လောင်မှုကိုကြောက်တက်တဲ့စိတ်ရောဂါရှိသူတွေအနေနဲ့တော့အဲ့ဒီတဲကိုဝင်ဖို့ဘလို့မှမစူးစမ်းသင့်ပါဘူးအဲ့ဒီ မြေအောက်ဥမလန်ကောင်ကွန်ရက်ပါတဲ့အိမ်ဟာကန့်ခဲစန်းတွင်းမြို့မှာတည်ရှိပြီးလက်ရှိအပြင်ပေါင်တန်းဈေးခေါ်ထားပါတယ်။မြေအောက်ဥမကွန်ရက်ကိုဘယ်ခေတ်ကာလကတည်ဆောက်ခဲ့လဲမသိရပေမဲ့နေအိမ်ကတော့၁၂ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀ကျော်ကတည်းကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒန်နာယီရေရစိတ်တော်မဟာ SOBA ဥမင်နေထဲမှာဘင်းခင်းဒီ2ရဲ့ရံမပေါင်းအောင်ခဲ့ဘူးတယ်လို့ဆိုပါတယ်။စိတ်တော်မဲ့မပေါင်းအောင်ခဲ့ရင်တော့မှဒီဥမင်လိုက်ကောင်းတဲ့ပုံစံအရအဲ့ဒီခေတ်ခါက စစ်ဘေးကိုတင်းချောက်ပေါ်ခဲ့ပုံရပါတယ်ကက်သလစ်ဘာသာရဲ့သူတော်စင်တပါလို့လူသိများတဲ့စိန့်သောမဟာအင်္ဂလန်ပြည်ရှင်ဟင်နရီတူးနဲ့မသိမမြတ်ဖြစ်ခဲ့ရတဲ့ဘရင်နောက်လိုင်တွေက1180ပြည့်နှစ်မှာလောက်ကျန်တက်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်ထူကြလာတဲ့မြောက်ဥမျိုးများပေါ်ဝင်မှုပြင်နေပြင်းမာတဲ့ရှေးခေတ်အောင်လက်ရများစွာတွေ့ရှိရမှာပါထောက်တန်းပေါ်မှာမျက်နှာချက်တွေမီးလင်းပိုးတွေမူရင်းမိုးနဲ့အချမ်းကင်းတွေလည်းပေါ်ဝင်ဖြစ်ပါတယ် ဒါအပြင်မူရင်းလက်ရဂျော်ဂျီယာရှေ့တကမာကြီးများနောက်ပြီးတော့ပြတင်းပေါက်များနဲ့ဝတ်တချားသားလေကားတွေလည်းပါပါတယ်။နေကျန်းဝါ2531ရှိပြီးမိဘဆောင်မနက်စာစာကန်ညစာစာကန်နားနေကန်ဧကန်ဧခန်းငါးကန်ရီချိုးကန်နှခန်းပါပါတယ်။ခြံဝင်းတွင်းမှာကားလေးစင်းရန်နာနိုင်တဲ့နေရာကိုရောင်အတော်တဲကျဲဝင်းနဲ့ပန်းဝင်းနေရှိပါတယ်။ ပန်ဦးရင်တွင်မှရေကန်တပင်ဟိန်နဲ့ဝစ်တိုရီယာခက်ကမြင်းဆောင်တစ်ခုတော်မှတွေ့ရမယ်လို့ဆိုပါတယ်။ဒါအပြင်အနီးရှိဆန်ဒွစ်မျိုးမှာလည်းအလဲခက်အဆောက်ပေါင်းများစွာကို တွေ့မြင်ရနိုင်ပါတယ်။အဲအားခေဟောင်းနဲ့ခက်သစ်ကို ရောဆက်ထားတဲ့ပုံမျိုးဖြစ်ပြီးအဓိကအထူးစိတ်ဝင်စားတာကတော့မြေအောက်ဥမေလန်နေပါ။ အဲ့ဒီမြေဥမင်လန်းတွေဟာအကွင်းပြင်းတွေရွာတွင်းရှိနေအိမ်တွေအောက်မှာဖြတ်တန်းပြီးရှေလျားစွာဖောက်လုထားတယ်လို့ဆိုပါတယ်ကိုယ်ခြံဝင်းလေးတည်းမှလည်းမဟုတ်ဘဲနဲ့တခြားလူတွေရဲ့ခြံဝင်းတွေပါဖြတ်ပြီးတော့အဆုံးသတ်ထားတာဖြစ်လို့အင်မတန်မှထူးခြားစိတ်ဝင်စားတဲ့အိမ်လို့ဆိုကြပါတယ်